ီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့ AR မှာဖော်ပြထားပြီးတော့မောင်ကွီးရေးသားတဲ့ရေသားတက်ဖြတ်မှုသတင်းတွေကိုသတင်းတုသတင်းရောင်လို့မင်းအွန်လိုင်းပြောဆိုတဲ့သတင်းဆောင်ပါတစ်ပုဒ်ကိုတင်ဆက်ပေးလို့ပါတယ်အကျမ်းပတ်စစ်ကောင်စီကရေသားတွေကိုတက်ဖြတ်တဲ့သတင်းတွေကြဲကြဲပြန့်ပြန့်ပေါ်ပြနေကြပါမယ်အကျန်းဖတ်စစ်ခေါင်းဆောင်မင်းအွန်လိုင်းက ပြည်တွင်းနဲ့နိုင်ငံတကာမီဒီယာတွေဟာအာဏာသိမ်းပြီးနောက်မြန်မာနဲ့ပတ်သက်တဲ့အမှန်တရားတွေကိုပုံဖြတ်နေတယ်လို့ဆွဆွဲလိုက်ပါတယ်။နေပြည်တော်မှာမတ်လ23ရက်နေ့ကကျင်းပတဲ့2025အလွန်ဘဟုဝင်ယူကဘာမှာမြန်မာနိုင်ငံကြုံတွေ့လာရမယ့်စိန်ခေါ်မှုနဲ့အခွင့်အလမ်းများတုံးသက်ဆွေးနွေးပွဲမှာမိန်ကွန်းပြောတဲ့အခါအကျန်းဖတ်စစ်ကောင်းဆောင်က က်ရောက်လာကြတဲ့နိုင်ငံတကာပညာရှင်ကြီးများအနေနဲ့လည်းယခုဆွေးနွေးပွဲကြီးကိုတက်ရောက်လာစဉ်မြန်မာနိုင်ငံရဲ့ပဂရီအခြေအနေများကိုမျက်ဝါးထင်ထွင် တွေ့မြင်ခွင့်ရကြမယ်။သတင်းတုသတင်းမများနဲ့မြန်မာနိုင်ငံရဲ့ပုံရိပ်ကိုအမျိုးမျိုးဖြတ်နေကြတဲ့မီဒီယာအတုများလွတ်လပ်မှုကင်းတဲ့မီဒီယာများက ဖော်ဆောင်နေတဲ့မြန်မာပုံရိပ်နဲ့ပညာရှင်ကြီးများယခုကိုယ်တိုင် ထိတွေ့မြင်တွေ့ရတဲ့မြမပုံရိပ်ဟာလွန်စွာကွာခြားမှုများခြားနားမှုများရှိနေသည်ဟုခံစားကြရလိမ့်မယ်လို့မိမိတို့အနေနဲ့မျှော်လင့်ပါကြောင်း ပြောဆိုလိုက်ပါတယ်။အဲ့ဒီဖိုလန်ကိုနိုင်ငံကြီးအပြောင်းလဲတဲ့သူနိုင်ငံတော်ရဲ့အခြေအနေမှန်ကိုကဘာကသိရှိစေပြီးမြမနိုင်ငံပေါ်နားလည်မှု စာနာမှုများနဲ့ပူးပေါင်းဆောင်ရွက်လာစေရန် မဟုတ်မမှန်ဆွဆွဲပြောဆိုမှုများကိုတံပြန်ခြေဖြတ်ပြီးနိုင်ငံပုံရိပ်မြင့်တင်ရန်ပြန်ကြားရေးဝန်ကြီးဌာနကကျင်းပတာဖြစ်တယ်လို့လဲဆိုပါတယ်တရုတ်ရုရှားအိန္ဒိယဂျပန်ထိုင်းအီတလီနဲ့နီပေါနိုင်ငံတို့ကကျွမ်းကျင်သူတွေနဲ့ပြည်တွင်းပညာရှင်တွေက2025ခုနှစ်အလွန်ပြောင်းလဲလာနေတဲ့ကမ္ဘာအခင်းအကျင်းဖြစ်တဲ့ဘဟုဝင်ယူ ကဘာမှာပေါ်ပေါက်လာမဲ့စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများသိရှိပြီးကြိုတင် ပြင်ဆင်နိုင်မဲ့ဤလမ်းများရရှိစေဖို့ဆွေးနွေးရန်တက်ရောက်တယ်လို့အကြံဖတ်စစ်ကောင်စီမီဒီယာတွေကပေါ်ပြကြပါတယ်အကြံဖတ်စစ်ကောင်စီချက်တိုက်လေရင်ဒဇင်းကရှမ်းပြည်နယ်နောင်ချိုရှိဖုန်ကြီးကျောင်းတကြောင်းမှာရှိတဲ့စစ်ပေးဆောင်စခန်းတစ်ခုကိုဘုံလေးလုံးကျဲချလို့အရက်သား၁၄ရောက်တေဆုံးပြီးနောက် ငါးရက်အကြာမှာအဲ့ဒီဖိုရန်ကိုကျင်းပတာဖြစ်ပါတယ်အဲ့ဒီလိုဆုလိုက် အပြုံလိုက်တက်ဖြတ်မှုကိုပြည်တွင်းပြည်ပသတင်းဌာနတွေကကြေကြေပြန့်ပြန့်ဖော်ပြခဲ့ပါတယ်အဲ့ဒီမတိုင်ခင်နှစ်ရက်ကလည်းမန္တလေးတိုင်းအတွင်းလူစီကားတဲ့ဈေးတစ်ခုကိုအကျန်းဖက်စစ်ကောင်စီလေးချောင်းတိုက်ခိုက်မှုတစ်ခုမှာ ကလေး6ဦးအပါအဝင် အရက်သား28ဦးသေဆုံးခဲ့ပါတယ် မလ22ရက်နေ့ကကျင်းပတဲ့အဲ့ဒီဖိုရန်ဟာအာရခတ်တက်တော်အီအီခြိတက်လာနေတဲ့ပဲခူးတိုင်းဘရောင်းမြို့နယ်ကညောင်ကျိုးရွာကိုစစ်ကောင်စီကလေးချောင်းကနေအကြီးအကျယ်တိုက်ခိုက်နေခြင်းနဲ့တိုက်ဆိုင်နေပါတယ်။အဲ့ဒီလေးချောင်းတိုက်ခိုက်မှုတွေကိုမြန်မာနဲ့ပြည်ပကမီဒီယာတွေဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့အကုံတိမ့်ကျုံပြီးလေချောင်းတိုက်ခိုက်မှုနဲ့တခြားရက်ဆက်ကြမ်းကြုတ်မှုတွေဟာသတင်းတုသတင်းရောင်တွေလို့အကျန်းဖတ်သမားမင်းအောင်လှိုင်ကအဲ့ဒီဖိုရမ်မှာပြောပြီးအဲ့ဒီသတင်းတွေပေါ်ပြတဲ့မီဒီယာတွေဟာအတုတွေလို့ပြောပါတယ်တက်ရောက်နေတဲ့ပြပပညာရှင်တွေဟာမြန်မာပြည်သူတွေရဲ့ကံကြမ္မာဇိုးကိုကိုယ်တိုင်တွားကြည့်ဖို့ပြိပခဇုံတွေကိုမတော်နိုင်လို့ အင်ရှင်နိုင်ငံနဲ့သဘောထားကွဲဖို့အခြေအနေမရှိဘူးအဲ့ဒီပညာရှင်ဆိုသူတွေရောက်လာတဲ့အချိန်မှာဟိုတယ်တွေကို အမြန်ခေါ်သွားပြီးတော့နေပြည်တော်ကကြောင်းမြတ်ရေရနာပြပွဲပကံနဲ့ရန်ကုန်ကရွှေရကုံဇေရီတော်တို့ကို အကျန်းဖက်စစ်ကောင်စီ စီစဉ်တဲ့ခရီးအတိုင်းခေါ်သွားပါလေတချို့ကလည်းဖိုရန်ပြီးပြီးချင်းသူတို့နိုင်ငံကို ပြန်ကြပါလေအဲ့ဒီဖိုရန်ဟာဖုံးကွယ်မှု လိန်လယ်မှုတွေကိုဖော်ထုတ်တဲ့အတွက်လွတ်လပ်တဲ့မီဒီယာတွေကိုစစ်ကောင်စီရဲ့လောလောလတ်လတ်တိုက်ခိုက်မှု ဖြစ်ပါတယ်။2021ခုနှစ်အကြမ်းဖက်စစ်အာဏာသိမ်းပြီးနောက်မှာအကြမ်းဖက်စစ်ကောင်စီဟာအင်တာနက်နဲ့သတင်းလွတ်လပ်ခွင့်ကိုဖြိုခွဲပြီးမီဒီယာယုံတွေကိုဝင်ရောက်စီးနှင်းတာသတင်းသမားတွေကိုဖမ်းဆီးထောင်ချပါတယ်။လွတ်လပ်တဲ့သတင်းဌာနအများအပြားဟာပြည်ပကို ွက်ပြီးခဲ့ရပါတယ်အဲ့ဒီလိုဖြိုခွဲပင်မဲ့မြမအဝေးရောက်မီဒီယာတွေဟာအရက်သားတွေအပေါ်စစ်ကောင်စီရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေလူမျိုးစုတွေကိုဘုံကျဲမှုတွေရွာတွေကိုမိရှို့တာတွေအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကြီးမားတဲ့နေရဆွန့်ခွာမှုတွေစီးပွားရေးကျဆင်းမှုတွေလူခွန်ရေးချိုးဖောက်မှုတွေအတင်းအကျပ်စစ်သားဆူဆောင်းမှုတွေနဲ့ အတင်းအကျပ်စစ်သားစုဆောင်းတာမခံရအောင်လူငယ်တွေပြည်ပကိုအလုံးရင်ထွက်ပြေးတာတွေကိုဆက်လက်ပေါ်ပြနေကြပါလေအဓိကမျိုးကြီးတွေမှာရာဇဝတ်မှုများပြားလာတာအကျန်းဖက်စစ်ကောင်စီတွေကအကျင့်ပြက်ချစားတာလျှက်စစ်မီဆူဆူဝါဝါပြတ်တောက်တာနဲ့ကုံစင်းလုံးအကြီးအကျယ်မြင့်တက်တာတွေကိုလည်းမီဒီယာတွေကပေါ်ပြကြပါလေ။ အကြံပတ်စစ်ကောင်စီနဲ့သူ့ရဲ့ဝါဒဖြန့်ချီရေးရန်နေရဖြစ်တဲ့ပြန်ကြားရေးဝန်ကြီးဌာနကဒေါသတကြီးတုံ့ပြန်ပြီးအဝေးရောက်တဲ့နိုင်ငံတကာမီဒီယာသတင်းတုနဲ့တိတ်ခါကြအောင်လုပ်တဲ့နှီးတွေတုံးတယ်လို့ဆွဆွဲပါလေဒါပေမဲ့ပြည်ပအဖွဲ့အစည်းတွေကပကတိအခြေအနေကိုဖော်ပြနေတာကြာပြီဖြစ်ပါလေအကြံပတ်စစ်အာဏာသိမ်းမှုနောက်မှာအများစုက ဒီမိုကရေစီတောင်းဆိုတဲ့အရက်သားတွေကိုတတ်ဖြတ်ဖို့လက်မညွတ်နဲ့တရားမဝင်အကြမ်းဖက်စစ်ကောင်စီနဲ့အလုံးမလုံးချင်လို့မြန်မာကသူတို့ရဲ့ယင်းနှိမ့်နှံမှုတွေကိုရုတ်သိမ်းသွားပါလေအကြမ်းဖက်စစ်ကောင်စီရဲ့စစ်ရာဇဝတ်မှုတွေနဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကြောင့်ပြည်ပအစိုးရတွေကစီးပွားရေးပိတ်ဆို့အရေးယူမှုလုပ်ပြီးအမေရိကန်ပြည်ထောင်စုနဲ့ဥရောပတမကားတို့က အကျန်းဖတ်စစ်တပ်အုပ်ချုပ်တဲ့မြန်မာပြည်ကိုခရီးမသွားဖို့သတိပေးချက်တွေထုတ်ပြန်ထားပါတယ်မလ21ရက်နေ့ကဖိုလန်ကိုအကျန်းဖတ်သမားမင်းအောင်လှိုင်းအခုလအစောပိုင်းကရုရှားနဲ့ဘယ်လာရုစ်ကိုတွားရောက်ရင်းနှီးမြှုပ်နှံမှုတွေဖိတ်ခေါ်ပြီး မကြာခင်ကျင်းပတာဖြစ်ပါတယ်မြမရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေဟာယာယီတာဖြစ်တယ်စိတ်ပူစရာမလိုဘူးလို့မော်စကိုမှာစီးပွားရေးလုပ်ငန်းရှင်တွေကသူကပြောခဲ့ပါတယ်အခုဖိုရန်ဟာအဲ့ဒီစီးပွားရေးတမားတွေယုံကြည်မှုရအောင်နောက်ဆက်တွဲအဖြစ် သူအတုံးချဂျင်နာဖြစ်ပုံရပါတယ်ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်